တပေါင်းလာပြည့်နေမြတ်ဗုဒ္ဓပြည်တော်ဝင်အခါတော်နေ့အကြောင်းသိကောင်းစေရမြာတပေါင်းလာပြည့်နေ့ကိုမြတ်ဗုဒ္ဓပြည်တော်ဝင်အခါတော်နေ့အထိမ့်မှအဖြစ်ကျင်းပရခြင်းမှာ ထိုနေ့တွင်ကာလူဓာယီမထေက ကပိလောနေပြည်တော်သို့ကြွရောက်တော်မူရန်ရှောက်သားသည်ကိုအကြောင်းပြု၍ကျင်းပရခြင်းဖြစ်ပါသည်ထိုအချိန်ကမြတ်စွာဘုရားသည်ဓာစကြိုပြီး ဝေလူဝန်ကျောင်းတော်၌တရင်သုံးနေထိုင်ကာအင်္ဂအတိုင်းသားနှင့်မကရအတိုင်းသားများကိုတရားရည်ဤတိုက်ကျွေးလျက်ရှိပါသည်ထိုတရင်ကိုခမီးတော်တုတ်တော်ဒနာမင်းကြီးကြားသည့်ရာခေါင်းဆောင်အမတ်ဆယ်ဦးတို့ကိုနောက်ပါအချမ်းရန်တထောင်စီဖြင့်ဆယ်ကျင်းခွဲကာမြတ်စွာဘုရားကိုပင့်ရန်ရာဇေကျူတို့ဆေလွတ်လိုက်ပါသည်နောက်ဆုံးအတုတ်ကို ကာလူဓာယီအမတ်ကြီးကခေါင်းဆောင်၍တွားရပါသည်မြတ်စွာဘုရားနှင့်တွေ့၍တရားနာရသောအခါကပိလဝတ္တမပြန်ကြတော့ဘဲဘုရားပင်တွားသူအလုံးတယောက်မကြံသာသနာပောင်တို့ဝင်ရောက်ပြီးအေဟိဘိက္ခုယဟန်တွေချီဖြစ်ကုန်ကြပါသည်ယဟန်တာဖြစ်ပြီးနောက်ကာလူဓာယီမထေကတပေါင်းလာ၏တာယာဘုံကို ဂါထာပေါင်း64ဂါထာတည်ကုန်း၍ခမီးတော်ဤကျေးဇူးကိုတည်တော်အားဖြင့်ဟွာယာဇာတိကပိလဝုနေပြည်တော်သို့ကြွားချင်းတန်းပြီးဖြစ်ကြောင်းလျှောက်ထားလေသည်အင်္ဂါရိနောဒါနိတုမာဗတ္တန်တိဇလေတိနောစရဏံဝိပဟာယတေအိစီမန်တော်ဝပပါတယံတိတမယောမဟာဝီရအင်္ဂီရတာနံ ကျေးဇူးငါပုံကောင်းချင်းကုံနဲ့ပြည့်စုံထင်ရှားရှင်ပင်မြတ်ဖေဟာဆောင်းကိုလွန်မြောက်ငွေဥပေါ့တို့ရောက်လာတုံလာယခုအခါ၌တခေကူးပြောင်းတစ်ပင်အပေါင်းတို့သည်ရှေးကြာမြင့်ညောင်းအရွက်ဟောင်းကိုစွန့်ပယ်တော်ထွေကြွေကြကုန်၍အသည့်ဖြစ်သောအသည့်ကိုရှာမိကြကုန်တကဲ့သို့ဖြစ်၍ဤကြီးအသွေးဤတွေးသောရွက်နှုတ် အပွင့်အဖို့တို့နှင့်ပြည့်စုံကြကုန်၏ထိုတစ်ပင်အပေါင်းတို့သည်ဥတုလုံဆောင်အယောင်ရှိကုန်သည်ဖြစ်၍ဒါလင်းပြောင်းတဝင်းဝင်းထွန်းလင်းတောက်ပကြကုန်၏ကြီးမြတ်သောဝိရိယရှိတော်မူသောမြတ်စွာဘုရားကိုတော်မြတ်မှမပြတ်ပြိုးပြက်တလက်လက်ဖြင့်ဖတ်သောရောင်ချီရှိတော်မူသောမြတ်စွာဘုရားတို့၏ဖားရထာနီကီကပ်ပြီတို့ နှလီဆက်ပန်းကိုတော်လှမ်း၍ကြွာမြန်းတော်မူရန်